နျူကလ িয়ার လုံသားများကိုအမေရိကန်အလို့စားတင်ရဆိုင် အစိုးရလုပ်ငန်းတွေရဲ့တစိတပိုင်းရပ်တန့်မှုအဆုံးသတ်ဖို့လှုပ်တော်မှာမဲခွဲဆုံးဖြတ်မှုမအောင်မြင်ဖြစ်ပြီးနောက်အမေရိကန်နျူကလ িয়ার လက်နက်များထိန်းသိမ်းရေးကိုတောင်းယူနေတဲ့ဖွဲ့ကဝန်ထမ်းများစုကိုမယုံမနေရဖြစ်ခွင့်ယူဖို့အတွက်အော်တိုဘားလ20ရက်နေ့ကစပြီးတော့ဆောင်ရွက်နေတယ်လို့တာဝန်ရှိသူတယောက်ကပြောကြောင်း EFP သတင်းမှာဖော်ပြထားပါတယ်လေကဲတဲလဲဖြစ်မှုကစရုထသတင်းပတ်ကိုရောက်ရှိလာတဲ့အတူအမျိုးသားနျူကလ িয়ার လုံခြုံရေးစီမံကိုယ်ကဲမှုအဖွဲ့ NNSC ကအလုံသမား1400ခန့်ကိုလာစာမဲနဲ့အလုံကနေရာရဲဆိုင်မှုအစီအစဉ်နေတာပါ ်ဒီမိုကရက်တွေကအစိုးရလုပ်ငန်းချို့ကိုရာရဲဆိုင်မှုဆောင်ရွက်တာကြောင့် NNS ရဲ့ Federal ဝန်ထမ်းထောင်လျာခံကိုအောက်တိုဘာ20ရက်ကစပြီးတော့အလုံးရာရဲဆိုင်မှာဖြစ်ပြီး NNS ရဲ့ Federal ဝန်ထမ်းလျာခံကဆက်လက်တောင်းဝင်ထမ်းဆောင်သွားမှာဖြစ်တယ်လို့စွိုင်းဝင်ကြီးဌာနပြောရေးဆိုဝင်ရှိသူတယောက်ကပြောပါရယ်ကန်ထရိုက်တာ6000ကိုတာဝန်ယူကြီးကြပ်နေတဲ့ NNS ရာလက်နက်ဒီဇိုင်းထုတ်တာလက်နက်ထုတ်လုပ်တာဝန်ဆောင်မှုပေးတာနဲ့လုံခြုံမှုပေးတာစားရိတ်ကိုတာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။